ဒီပထမရက်ကပေါ့နော်ဟိုဥစားရှာတာအဖွားကဘယ်နေရာရောက်နေမှမသိဘူးပေါ့နော်ရောက်တယ်အဲ့အထက်မှာတော့ရှိမှန်းလည်းသိတယ်အဘယ်နေရာရောက်နေမှမသိဘူးပေါ့နော်ပထမရှာတာရှာတဲ့ဟာပထမရှာတဲ့ခါကျွန်တော်ကကျွန်တော်လို့ပေါ့နော်ဟိုဟာမတွေ့ခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒီရာကိုနောက်တစ်ရက်မိသားတစ်ဖွဲ့ရဲ့မိုးစင်နာအဖွဲ့ပေါ့နော်အဲဒါထက်ရှာတဲ့ချိန်မှာအဖွားကိုတွေ့ရပေါ့နော်အဖွားကိုဟိုခက်ခဲခဲဟိုဥစားပေါ့ဒီဆလဲပင်အလင်လောက်မှာတော့တွေ့ရပေါ့နော်ခက်ခဲခဲ ဒါမဲ့အဖွားကအသက်ရှင်နေတွေ့ရပေါ့နော်ဒါမဲ့အဖွားကဘာဖြစ်လဲဆိုသူတရားတွေပဲမှတ်တယ်ပေါ့နော်မှတ်တဲ့ခါကျတော့ဒီအဖွားကိုပဲဟိုခရခဲစစ်အဲသေပြီးမီတာတစ်ဖွဲ့ရောဟိုကဲထုတ်ပြီးတော့ကျွန်တော်တို့ဟိုဆေးုံပေါ့နော်ဆေးုံပို့ဆောင်ခဲ့ပါတယ်ခင်ဟုတ်ကဲ့ဒီတူရကီဖွဲ့ရောက်လာတဲ့အချိန်မှာသူတို့မှာစက်ကရိယာပစ္စည်းအစုံလင်းပါပေါ့နော်ပါတော့ခါကျတော့သူတို့အဲ့မှာဟို ဟိုဒီဆက်နေတယ်သူတို့စမ်းသက်တဲ့ခါကြတော့ခါကြတော့အတန်ရှင်နေရသူတို့ပြန်ပြောင်းတုတ်ပြန်တော့ဗောနော်သူတို့အတန်ပေးတယ်ပြန်ပြောင်းတုတ်ပြန်တဲ့အတန်ကြားတယ်ဒီမှာအဲ့မှာပြောလိုက်တယ်အာဒီလူတွေအသက်ရှင်နေဆိုတော့တည်တဲ့ခါကျရှင်းဝန်းပြောရင်ဗျာကျွန်တော်အတိုင်းမတည်ဘူးအရန်ဝမ်းလာတယ်အရန်ဝမ်းလာတယ်တကယ်ပီတိတဲ့ဖြစ်တယ်ကျွန်တော်အဲ့ချိန်မှာကျွန်တော်ပင်ပန်းလာတွေကပျောက်သွားလို့အရန်ခံစားရတယ်ဒါအဲ့မှာဆိုရင်ဟိုတယ်ဝင်လာဆိုအမရဆိုရင်ဒါသူအောင်ငိုတော့ငိုတော့ဗောနော်အကုန်လုံးဗောနော်ဝမ်းလာကြတော့ဗောနော်ငိုတော့ငိုကြတယ်ဗောနော်အဲ့လိုမျိုး အဲ့ဒီအချိန်မှာမှဒီတဲထုတ်လာတဲ့အချိန်မှာအရန်ဝမ်းတာလေဖြစ်ကျင်တဲ့ခါကျတော့သူတို့မှသူတို့နှစ်ယောက်မှာပေါ့နော်တန်ရန်တကြတခုမှမရှိဘဲနဲ့ဟိုဟာပေါ့နော်အသက်ရှင်နေပေါ့နော်ဒါကဲထုတ်နိုင်တာကဲထုတ်ခဲ့နိုင်ခဲ့ကြတာပေါ့နော်ဟောအဲ့တော့လေပြောပြပြတတ်အောင်လေဝမ်းလာမိပါတယ်ဟောဟုတ် ကိုလင်မောင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်မြန်မာကျေယူလူမှုကွန်ရက်ကေသေးဖွဲ့မှာကျွန်တော်ဥက္ကလာဖြစ်တောင်ယူဆောင်ရွက်ပါတယ်ခင်ဗျာအခက်ခဲအခက်ခဲဆုံးတော့ဟိုရောက်တော့ကျွန်တော်တို့ပေါ့နော်အပြင်မလားမျိုးပေါ်ရောက်မျိုးပေါ်ရောက်တော့ခါကျတော့ဒီပေါ့နော်ကျွန်တော်အဆောက်အဦတွေပြက်နေတာရှိတယ်အဲကျွန်တော်တို့ဝိုင်းအကူအညီတောင်းလာရပဲရှိပဲပေါ့နော်အဒီထဲမှာလူပိတ်နေတယ်အာတော့တည်တဲ့လူတွေရှိရပေါ့နော်ဒါလေးကုညီဆောင်ရွက်ပေးဖို့အတွက်ဆိုတော့ကျွန်တော်တို့ကုညီတောင်းလာရရရှိပါတယ်ခင်ဗျာအဲဒါရောကျွန်တော်တို့ကုညီဆောင်ရွက်ပေးတာရရရှိပါတယ်ခင်ဗျာနောက်တစ်ခုကကျွန်တော်တို့ပေါ့နော်အခက်အခဲကဘာလဲဆိုတော့ အဲကျွန်တော်တို့အိတ်တဲ့နေရာပေါ့နော်အိတ်တဲ့ညဘက်ရောက်တော့အိတ်တဲ့နေရာကြီးကျွန်တော်တို့ဒီပြင်မလာဘူးတာအရှိပေါ့နော်အမီကွက်လက်ဒီ platform ပေါ်မှာပေါ့ကျွန်တော်အိတ်ကြတယ်ညတော့ဒီမှာရှိတဲ့ရက်ကွက်နေပြည်သူတွေကလည်းဟိုငလင်းရှောင်းတဲ့နေရာဆိုကျွန်တော်တို့အတူတူပေါ့နော် live အိတ်ကြတယ်ပေါ့နော် live ကြတယ်နော်ကျွန်တော်တို့ကဘာအခက်အခဲရှိရခုနောက်ပေါ့ဒီစားဖို့တောက်ဖို့အတွက်ပေါ့နော်အာရေရတော့ပြဿနာမရှိရေရပါတော့ပေါ့နော်အခုနစားဖို့အတွက်ပါဆိုရင်ကျွန်တော်တို့အခက်အခဲရှိတယ်အိတ်တာလည်းအခက်အခဲရှိတယ်ပေါ့နော်အဲကျွန်တော်တို့မှာတော့ဒီ ီ platform ပေါ်မှာပဲကျွန်တော်တို့ဟိုမျက်ဖြာလေးခင်းပြီးတော့ပဲအဲကျွန်တော်အိတ်ရပေါ့ဒါပေမဲ့အိတ်ရလားဆိုတော့မအိတ်ရဘူးပေါ့နော်အဲညာဘက်ဒီငလှင်းနဲ့ပတ်သက်ပြီးတော့ဟိုဟိုထက်ပြီးတော့လှုပ်มาပါလှုပ်ခဲ့တယ်ကျုံခဲ့တယ်ညာညာစနိုင်မှာလုံးလုံးလှုပ်ခဲ့အကုန်လုံးကထပြီးတော့ထပြီးတော့မပြေးပါနဲ့ကျွန်တော်တို့ရှိပါတယ်ဘာမှမပြေးဘူးကိုယ်ညာဘက်ကိုငြင်းငြင်းလေးထိုင်နေကြပါဆိုပြီးတော့အဲ့လိုမျိုးလေးပေါ့နော်အဲခက်ခဲလေးရှိရနောက်တော့ကျွန်တော်တို့ဒီဟိုပါပေါ့နော်ဒီအင်တာသွားမကိစ္စတွေကအစအကုန်လုံးကခက်ခဲရှိပါတယ်ဟုတ် အဲကျွန်တော်တို့ပေါ့နော်ကျွန်တော်အဲကုညီခဲ့တဲ့လို့ပြောညဘက်ကြတော့ခါကြတော့ကျွန်တော်တို့နားတာပေါ့နော်ဒီ platform ပေါ်မှာကျွန်တော်အိတ်တဲ့ခါကြတော့ဟိုးစာပေါ့နော်ဟိုအိတ်တဲ့ခါကြတော့အဲဒုံးဆိုညဘက်12နာရီကျော်ကျော်မှာငလင်ဒုံးဆိုလှုပ်လဲခြင်းမှာအဲကျွန်တော်တို့ခေါင်းရမှာရှိတဲ့ဒီ platform ပေါ့နော်အုပ်ပေါင်းပေါ့အုပ်ပေါင်းရကျွန်တော်တို့ခေါင်းရမှာပြူကြတာပေါ့နော်အဲအဲ့လိုပေါ့နော်ဘာဖြစ်လို့နည်းနည်းတော့ဟိုပါပေါ့ဟိုလန့်သွားတော့ပေါ့နော်အဲ့တော့ကျွန်တော်တို့ဟိုပါပေါ့နော်ဘာဖြစ်ဖြစ်ကျွန်တော်တို့ညမအိပ်ပင်နဲ့ကျွန်တော်တို့ ဟိုဗောသတိဥရိယာလေးနဲ့ကျွန်တော်တို့နေပြီးနေပေါ့နော်အဲမှာကျွန်တော်တို့အမှငလင်ရှောင်းနဲ့ပြည်သူတွေနဲ့အတူတူပေါ့နော်ကျွန်တော်တို့အတူတူရှိနေပါတယ်ပေါ့နော်အဲသူတို့တော့ကျွန်တော်အားပေးဘာမှဟိုပေါ့နော်ဟိုထပ်ပြီးတော့မစိုးရင်လည်းပေါ့နော်အော်ဟုတ်သားပေါ့ဟိုကျွန်တော်တို့ကအကောတော့အတူတူပဲကုညီကလေးလုပ်တယ်လုပ်နေကြပေါ့နော်အခုလေဟိုဟာဟိုဟာပေါ့နော်သူတို့မှဟိုစောင်းနေအခက်အခဲရှိတယ်ဆိုရင်ကျွန်တော်တို့ဒီမှာရှိတဲ့ဟိုပေါ့နော်ရှိတဲ့ဟိုမုတ်လို့ပေါ့လို့ဒါကျွန်တော်တို့ခေါက်ဆွဲကြောက်ကိုကျွန်တော်မျှပေးတယ်ပေါ့နော်အကောလုံးပေးတယ်ရေဘူးတွေပေးတယ်ပေါ့နော်အဲ့တော့ဟိုဥစားပေါ့နော်ဘာမှဟို ဟိုအဝိန်ပျက်စီးသွားပေမဲ့ပေါ့နော်ဟိုဒါတတိယအချိန်ကျရင်ဒါကိုပြန်ရှာလို့ရနိုင်တော့ပေါ့နော်ဘာဖြစ်ဖြစ်ဟိုဆေးရမငယ်ကြောက်ဘူးပေါ့နော်ဓာလေးတွေဟိုဆေးရဟိုတင်းထားဘူးပေါ့နော်တော်တော်အားကြီးစိုးရင်ကြောက်ကြမှုတွေလည်းမရှိကြဘူးပေါ့နော်ဒါတူတူကိုတော့ဖြစ်ကြတယ်စိုးရင်မှုတွေဖြစ်ကြတာပေါ့နော်ဒါပေမဲ့ဟိုဥစားပေါ့နော်အားပေးစကားအနေနဲ့တော့ဆိုရင်မူရင်မဖြစ်ကြပါနဲ့လို့ဘာဖြစ်ကျွန်တော်တို့ကျွန်တော်တို့ကိုယ်တိုင်လည်းစိုးဝင်ပါတယ်ဒါမျိုးလေးပေါ့နော်။နောက်နေ့မနေ့ကျတော့ကျွန်တော်တို့ပေါ့နော်ဒီဟိုပါပေါ့ဟိုကဘာအစ်လက်ဖေးဆိုင်ပေါ့နော် ကဘာသေးလဖေးဆန်ကြီးကဟိုဟာပြိုကြွားပါဘောနော်ပြိုကြွားပါခါကြတော့အဲ့ဒါဒီမှာလူတွေရှိတင်သေးတယ်အဲရှိနေသေးရပေါ့နော်အဲ့ဒါကိုဟိုဥစားပေါ့နော်ထိုက်ပြီးရှာရမယ်ဆိုပြီးတော့အဲ့မှာဟိုဘတ်ဖူးနှစီနဲ့ပေါ့နော်အာရှာရတာပေါ့နော်ရှာကြကျွန်တော်တို့ကိုယ်တိုင်အထက်ဝင်ရှာရဒါပေမဲ့တနေ့ကုန်အောင်ရှာခဲ့ပြီမဲ့ဟိုပါပေါ့နော်အဲ့ဒီမှာမှဟိုပထမ DB ကတော့ဟိုထွက်သွားကြပြီပေါ့နော်နောက်တဲ့ဒီမှာရှိကြသေးတယ်ဆိုပြီးတော့ပေါ့နော်အဲ့လားလေအကုန်လုံးကလေပြောတော့ခါကျတော့ကျွန်တော်တို့ထက်ရှာခြင်းမှာမှဟို ဒီရှာမတွေ့ခဲ့ဘူးเนาะတနေ့ကုန်ကျွန်တော်တို့ဒီဘက်မှာအချိန်တန်းကုန်အရင်ပြင်ပန်းခဲ့တယ်ဗောနော်နေဘူးထဲမှာတော်တော်လေးပူတယ်နေဘူးထဲမှာကျွန်တော်တို့အတော့ဟိုဝိုင်းဝန်းရှာခဲ့ပြီမဲ့ဟိုဒါကျွန်တော်မတွေ့ခဲ့ဘူးဗောနော်ဟောအဲ့လားလေးပါပဲဟောတနေ့ဘောနေဘူးထဲမှာဗောဟောဒီထုတ်တာကကျွန်တော်တို့ဒီဟိုနေပြီးတော့ဗောနော်နေပြီးတော့ဟာဝန်လဲအင်ဂျာဘက်မှာဗောနော်အဲ့မှာအဲကျွန်တော်တို့ကျွန်တော်တို့ဟိုမြန်မာနိုင်ငံမိသားတစ်ဖွဲ့ရဲ့ကျွန်တော်ရန်ကုန်ကမိုးစီတာအဖွဲ့ရဲ့အဲ့တော့ကျွန်တော်မြန်မာခြေအဖွဲ့ဗောနော် ကျွန်တော်တို့ ERDN ဒီတဝါဘေးတုံ့ပြန်ရေးအဖွဲ့ပေါ့နော်အဲကျွန်တော်တို့ဒါဟိုပေါ့ဝင်တဲ့အရာဘက်မှာကျွန်တော်တို့အော်ရှာဝေကလေးလောက်ကြတော့ပေါ့နော်လောက်ကြတဲ့ခါမှာကျွန်တော်တို့အာဟိုပေါ့ DB ပေါ့ DB ထုတ်တာ DB ထုတ်တဲ့နေရာမှာကျွန်တော်တို့ဟိုပေါ့ဒီစင်ကာပူကဟိုဟာအော်တင်းဖွဲ့လဲလာတာပေါ့နော်အဲဒီရှာဝေကလေးဒီဟိုဟိုးစာပေါ့နော်ဒီခွေးလေးနေသူတို့အလန့်လခံနေရှာကြရတယ်ပေါ့နော်ရှာတဲ့ခါကျတော့သူကဘလို့ဖြစ်လဲဆိုတော့ဟိုပေါ့တစ်ခါကျတော့ဟိုးစာမိသားစုတွေက အဒီနေရာမှာရှိနိုင်တယ်ဒါဒါပေမဲ့နေရာလွဲတာပေါ့နော်ဟိုနေရာရှိနိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့ရှိနိုင်တဲ့ခါကျတော့တေချာလေးကျွန်တော်တို့ဟိုမိသက်တစ်ခွက်နဲ့တေချာလေးလုပ်ပြီးတော့မှဒီ DVD ကိုဖော်ထုတ်နိုင်ခဲ့တယ်ပေါ့နော်အဲထဖော်ထုတ်နိုင်ခဲ့တယ်နောက်ပြီးတော့ DVD တွေ့တယ်မှာဗာပြပြကျွန်တော်တို့ရှေ့မှာအများကြီးအတွေ့အကြုံရခဲ့ပြီပါပြီဒီဒီဟိုတဘောဘေးနဲ့အကြီးကြီးတွေဖြစ်ခဲ့တဲ့ဒီတောင်ပြိုတာလို့ဘာလို့မှဒါကျွန်တော်တို့ကအတွေ့အကြုံတွေအများကြီးရခဲ့ပြီပါပြီနောက်တော့ဒီရဲ့ဒီ DVD ထွက်တဲ့အနံ့ကိုလည်းအတွေ့အကြုံတွေရအများကြီးရခဲ့ပြီပါပြီဆိုတော့ အဲကျွန်တော်တို့အတွက်တော့တိတ်ပြီးတော့ဟိုကတော့မဖြစ်ပါဘူးဟောတချို့ဟိုတချို့အဖွဲ့တွေသားလာဟိုဒီအနန္တဟိုကဖြစ်ခဲ့တာရှိတာပေါ့နော်အဲကျွန်တော်တို့ကတော့မရှိပါဘူးအဲဒီဒီမီလေးကိုဆိုတဲ့ဟိုကခလေးလေးပေါ့နော်အဲလေးနေတာခလေးလေးကိုဒီပိုက်ရတာပေါ့နော်အဲအမေအပေါ်ကနေပေါ့ဒီဆက်လက်ပြပြီးတော့တေဆုံသွားတာလေးပေါ့နော်အဲနောက်ပြီးတော့ဟိုဘက်ဟိုဘက်မှာအဆောင်ကအတော်ကြီးတယောက်လေသူတို့ဒီပြီးပြီးတော့တေဆုံသွားတာလေး အဲတော့ဒီဘက်ထက်မှကနေပေါ်မှာထိုင်နေနေပေါ့နော်ထိုင်နေအပေါ်တွေပေါ့ဟိုပြီးပြီးပေါ့ဟိုတေဆုံသွားတာတွေပေါ့နော်ဒီဒီဗီဒီယိုလေးခက်ခက်ခဲထုတ်ရတာပေါ့နော်ခက်ခက်ထုတ်ရတယ်အဲကျွန်တော်ခုနကပေါ့မြန်မာနိုင်ငံမိသားအဖွဲ့ရဲ့ကျွန်တော်မိုးစင်အောင်အဖွဲ့ရဲ့ကျွန်တော်အဖွဲ့ရဲ့ပေါ့နော် EADN အဖွဲ့ရဲ့ကျွန်တော်ခက်ခက်ခဲခဲဒါရောတေပြီးထုတ်ပြီးတော့တေးကြစနစ်တကြဒီဗီဒီဒီဗီဒီယိုထုတ်ပိုးပြီးတော့မှစနစ်ကြလုတ်ပြီးတော့မှကျွန်တော်စေယုံပို့ဆောင်ပေးပါတယ်ခင်ဗျာဟုတ်အဖွားတယောက်ကို အဲကျွန်တော်တို့ဒီပထမရက်ကပေါ့နော်ဟိုဥစားရှာတာအဖွာကဘယ်နေရာရောက်နေမှမသိဘူးပေါ့နော်ရောက်တယ်အဲ့အထက်မှာတော့ရှိမှလည်းသိတယ်အဘယ်နေရာရောက်နေမှမသိဘူးပေါ့နော်ပထမရှာတာရှာတဲ့ဟာပထမရှာတဲ့ခါကျွန်တော်ကကျွန်တော်တို့ပေါ့နော်ဟိုဟာမတွေ့ခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒီရာကိုနောက်တည့်ရက်မိသားတစ်ဖွဲ့ရဲ့မူစိနာအဖွဲ့ပေါ့နော်အဲဒါထက်ရှာတဲ့ချိန်မှာအဖွာကိုတွေ့ရပေါ့နော်အဖွာကိုဟိုခက်ခဲရဟိုဥစားပေါ့ဒီဆက်လက်ပဲအလဲလောက်မှမတွေ့ရပေါ့နော်ခက်ခဲရ ဒါမဲ့အဖွားကအသက်ရှင်နေတွေ့ရပေါ့နော်ဒါမဲ့အဖွားကဘာဖြစ်လဲဆိုသူတရားတွေပဲမှတ်တယ်ပေါ့နော်မှတ်တဲ့ခါကျတော့ဒီအဖွားကိုပဲဟိုခေတ်ခေတ်စစ်အဲတဲပြီးမီတာတစ်ဖွဲ့ရောဟိုကဲထုတ်ပြီးတော့ကျွန်တော်တို့ဟိုဆေးရုံပေါ့နော်ဆေးရုံပို့ဆောင်ခဲ့ပါလေခင်ဟုတ်ကဲ့အာဟိုပြီးတဲ့ပိုင်းကတော်တော်ခက်ခဲတယ်နေရာလေးကဟိုသာပေါ့နော်တိတိလေးပဲကျင်းချင်းလေးပဲပေါ့နော်ဟိုဥစားအိတ်ဂျားထဲမှာပေါ့နော်ဂျားထဲမှာမှာဟိုဒီရဲ့ဆလက်ပြင်းနှစ်ခုနဲ့အောက်ကျမ်းပြင်းသူ့ရဲ့ဂျားထဲမှာအဟလေးပေါ့နော်အဲအဟလေးတိတိလေးပေါ့မှာ ဟိုခက်ရခက်စိတ်လေးပါပဲထုတ်ရတော့ပေါ့နော်ဟောအဲ့ဒါလေးဟုတ်ကဟို60 60ကျော်ပဲဟုတ်အော်ဟုတ်အဲ့ဖွားပြီးတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ဟိုစာကျွန်တော်စီဖုံးဝင်လာဖွားပြီးတော့ကျွန်တော်ပြန်တော့စီတိုင်းသွားပြီးတော့ဖုံးဝင်လာပေါ့နော်ဖွားဖွားပြီးဖုံးဝင်လာဖုံးဝင်လာခါတော့ဟိုကျွန်တော်တို့အကိုတို့လည်းမြန်မာကျေပြီးကိုလည်းမအောင်ဟုတ်ကဲ့ပါခင်ဗျာလို့ကိုရဲတဲ့ချိုးကျွန်တော်တို့ကူညီပါအောင်လေဟိုကျွန်တော်ဟိုတယ်အေဂျင့်သားပါဝန်ထမ်းပါတယ်အော်ဟုတ်ကဲ့ပြောပါခင်ဗျာလို့ ဟိုကကျွန်တော်ဝင်တဲ့နှစ်ယောက်ပေါ့နော်ဒီဟိုလေအောက်မှာပြိနေတယ်ပေါ့နော်ကျွန်တော်တို့အာကူကြီးပေါင်းအကိုရဲတဲ့ဟိုကကေကေဘေးပေါင်းအကိုရဲတဲ့ဆိုတော့ဟုတ်ပြီအဲ့လောက်ဆိုရင်ကျွန်တော်ဟိုကအကိုလို့စီပေါ့နော်တနာရီထိုးတင်းကျွန်တော်ရောင်းလာခဲ့ပါမယ်ဆိုတော့ကျွန်တော်ဟိုလို့တွားတာပေါ့နော်တွားတော့ခါကျတော့ဟို10နိုင်လောက်ရောက်သွားတယ်ပေါ့နော်ဒီဟိုလေအေဂျင့်တာရောက်သွားရောက်တော့ခါကျတော့ဟိုလေအေဂျင့်ကမှရှိတဲ့မန်နေဂျာအမရောဟိုလေဝန်ထမ်းတွေရောအကုန်လုံးပေါ့နော်ကျွန်တော်တို့အကူကြီးတောင်းတော့ပေါ့နော် ူညီတောင်းတော့ဗောဒီဟိုတယ်အောက်မှာဝင်နေနှစ်ယောက်ပြီသွားတယ်ဗောနော်အဲ့ဒါဟိုကဟိုရောဗောနော်သူတို့တည်တာရှင်းတာဆိုတော့မတည်ရအောင်ဗောနော်အဲ့လားကြီးရှိတယ်ဒါပေမဲ့သူတို့ကတော့ရှင်းမယ်လို့ယုံကြည်ထားတယ်ဗောနော်ဟုတ်ပြီအဲ့လားဆိုရင်ကျွန်တော်တို့ဟိုတယ်ရဲ့အခြေအနေကျွန်တော်တို့လိုက်ကြည့်မယ်အခြေအနေကြည့်မယ်ဟိုဘေးနားမှာရှိနိုင်တယ်ဗောနော်သူတို့စားရှိခဲ့တဲ့နေရာရဲ့ရှိခဲ့တဲ့နေရာရဲ့နော်ဟိုတယ်ကြီးကအရှိကိုစီ7ပြီ15ပြီတော့ဒီလိုရွှေ့သွားတဲ့အနေထားရဲ့ဗောနော် အနေထားပုံစံပြောင်းသွားတာပေါ့နော်ပြိုကျတဲ့အနေထားရခြေရခါကြတော့ဟိုတယ်က6လောက်ပေါ့6လောက်မှာသူကအောက် room ရဲ့အပေါ်ကတက်လွှာရဲ့အောက်ကိုဆင်းသွားတာပေါ့အောက်ဆင်းတော့ကတ်သွားတာပေါ့နော်ကတ်တော့အပေါ်ကလေးလွှာပဲကျန်တော့ခါကြတော့ဟိုတကယ်လည်းကြည့်မှဆိုရင်ရှင်နိုင်ကြီးကနေတယ်ပေါ့နော်အဲရှင်နိုင်ကြီးကနေတယ်တော့ဒီရဲ့ဆလဲပြင်ဒုတွေဆိုတော့တော့အကြီးတွေတပေခွဲတော့ဒုတော့ရှိတယ်အဲ့ဒုကြီးအကြီးတွေဆိုတော့ဟိုဟာဟိုဒီအပေါ်ဝိတ်နေလဲဆိုရင်တော်တော်ကြီးကို ဟိုပါတော့ဟိုမလွယ်လောက်တဲ့အနေအထားရှိတယ်။ဒါပေမဲ့ကျွန်တော်တို့မြန်မာကျေးဥဖွဲ့ကျွန်တော်တို့ကနေဦးရောက်တယ်။ရောက်ပြီးတော့ဟိုဟိုတယ်အနေအထားဝင်ကြည့်တယ်အထက်ဝင်ကြည့်တယ်။ဟိုဆန်းစစ်တော့ပေါ့နော်။ဟိုကလူလာအထက်မှာလူရှိနိုင်လားဘလို့ရနိုင်လဲဘလို့ရှိနိုင်လဲပေါ့နော်။ကျွန်တော်တော့တွားပြီးတော့ဟိုဝင်ရောဟိုရှာကြည့်တာပေါ့နော်။ရှာကြည့်တဲ့မှာကျွန်တော်အတန်ပေးကြည့်တယ်။အတန်ပေးကြည့်ရောက်ခါကျတော့အဲခဏနေရောက်ခါကျတော့အားလုံးတိတ်ဆိတ်တဲ့မှာကျွန်တော်ညီလေးကျွန်တော်တို့ဖွဲ့ကျွန်တော်ညီလေးကကိုကြီးအတန်ကြားတယ်တဲ့။အတန်ကြားဆိုတော့အာဟုတ်ပြီ။ဒါဆိုရင်တော့ ဟိုအသက်ရှင်နိုင်တယ်ပေါ့နော်ရှင်ုံရှင်ရမယ်ငါတို့ရှာဖွေတဲ့ခါကျရှင်ုံရှင်ရမယ်ဆိုတော့စိတ်ကိုကျွန်တော်ယုံကြည်ချက်ထားပြီးတော့ကျွန်တော်ဟိုပါပေါ့နော်ကုညီကလေးလှုပ်ကြမယ်ဆိုတော့အချိန်မှာဒီရဲ့ဒုမှာဒီရဲ့ဆလက်ပြင်ဒုရဲ့ကြီးတဲ့ခါကျတော့ကျွန်တော်မှာဆက်အင်ရမရှိဘူးအဲဒီဖောက်တဲ့ဂန်းလေးဟိုကတာလေးရဲ့အစပေါ့ကျွန်တော်မှာကျွန်တော်အဖွဲဒီမြောင်းကျွန်တော်မြောင်းကျေးဖွဲ့မှာဒါဒီဒီဒါဒီပစ္စည်းတွေမရှိဘူးပေါ့နော်မရှိတဲ့ခါကျတော့ကျွန်တော်တို့မှာလည်းဟိုလိုင်းငှားကြည့်တယ်ဟိုအဆင်မပြေဘူးပေါ့နော် ရှိတဲ့အဖွဲ့အကူကြီးတောင်းကြည့်တယ်အဆင်မပြေဘူးအဆင်မပြေတဲ့ခါကျတော့ကျွန်တော်တို့မှလည်းရှုံးပြောစိတ်တက်တော့ကြာပါတယ်ဟုတ်ပါဘူးဒီဆက်ရတာရှိခဲ့ရင်ပေါ့နော်ငါတို့ဒီကူညီကြတဲ့လုံလုံနဲ့မှဟိုအချိန်မြန်မြန်နဲ့ငါတို့ဆောင်ရွက်လို့ရနိုင်တယ်ပေါ့နော်အဲ့တော့ခါကျတော့ကျွန်တော်ဘာလုပ်လဲဆိုတော့ဟိုကကျွန်တော်ဘီးတဲ့ဒီပစ္စည်းအစုံလင်ရှိတဲ့ဒီကေသိန်းမှာမီးအဖြစ်စည်းအဆုံလေးရှိတဲ့မီးသက်တပ်ဖွဲ့ကိုကျွန်တော်အကူကြီးတောင်းရအောင်မယ်။အာဒါဒီမှာမှာမီးသက်တပ်ဖွဲ့မှာကျွန်တော်ဆရာသမားတွေရှိရခါကျွန်တော် ဒီဖုန်းပြောမှုဆိုရင်ဟိုတရားနေပြီးတော့ကျွန်တော်တို့ဟိုတမိုင်တော့သွားတယ်အဲ့လမ်းကိုတမိုင်တော့သွားဟိုတောင်ပေါ်ကနေပေါ့ဗျဖုန်းတက်ပြောဖုန်းလိုက်လုံးဝမမိဘဲဖုန်းမှမမိဘူးအဲ့ဟိုတောင်ပေါ်တက်ပြောတောင်ပေါ်တက်ပြောဟိုတရားညီလေးတောင်းနေဆိုင်ကနေဟိုတယ်အဲ့ဟိုတယ်ညီလေးနေပေါ့နော်ဆိုင်ကနေသွားပြောကျွန်တော်တောင်ပေါ်မှာတောင်ပေါ်နဲ့ဖုန်းဆက်တော့ပေါ့နော်ဖုန်းဆက်တာအာဖုန်းဆက်ပြီးတော့မိသားတစ်ခုဆက်သွယ်ပြီးတော့ကျွန်တော်ဒီလိုရှိတယ်ဒီဟိုတယ်မှာနှစ်ယောက်တော့ရှင်နိုင်တဲ့နေတာရှိတယ်အာဆရာတို့အနေနဲ့တော့ကုညီပေးပါဆိုပြီးတော့အာကျွန်တော်ဖုန်းဆက်ပြီးတော့ဟိုဆက်သွယ်လုပ်ခဲ့တယ်ပေါ့နော် အကြောင်းကြားခဲ့တယ်ဆက်သွယ်လုပ်ခဲ့တယ်အဲ့ရနေပြီးတော့ကျွန်တော်တို့ဟိုးစားပေါ့နော်ပြန်ပြီးတော့ဟိုဟိုတယ်ကြီးပြန်သွားတော့ပြန်သွားတော့မှနေ့လေပေါ့မှနှစ်နာရီလောက်ပါပေါ့နော်ကျွန်တော်တို့ဒီမီတာတက်ဖွဲ့ရှာခဲ့ရှာဝေခဲ့တဲ့မီတာတက်ဖွဲ့ရဲ့အာကျွန်တော်တို့ရဲ့မီတာမှာရှိတဲ့ဆရာသမားတွေအကောင်ရောက်ချတာရောက်လာတာပေါ့နော်ရောက်လာတယ်ရောက်လာပြီးတော့မှဒီဆရာလို့ကဒါဆရာလို့နဲ့အတူကျွန်တော်တို့ပူပေါင်းပြီးတော့ဆောင်ရဲ့တော့အဲနောက်အဲ့အချိန်မှာမှအတူဒီအဖွဲ့ပါရောက်လာတာပေါ့နော်တူဒီအဖွဲ့ကပညာရှင်တွေမှရောက်လာတယ်ရောက်လာခါတူဒီအဖွဲ့နဲ့ ်မိသားတစ်ဖွဲ့ရဲ့ဒူဂီဖွဲ့ရဲ့ကျွန်တော်တို့ရဲ့ပေါ့နော်အားလုံးပူပေါင်းဆောင်ရွက်ကြကေတဲ့ကြီးကိုဆောင်ရွက်ကြတာပေါ့နော်ဆောင်ရွက်ကြမှာကျွန်တော်တို့တရနေ့ဟိုပါညစနစ်ခွဲတော့မှာအဲတူထုတ်နိုင်ခဲ့တယ်ပေါ့ယောက်ျားလေးတူထုတ်နိုင်ခဲ့ပါတယ်အဲနောက်နေ့၂ရက်နေ့နေ့လယ်ဆက်နိုင်နိုင်တော့မှာအဲဒူဒီအဲဟိုတော့ဒူဒီအဖွဲ့ရဲ့ကျွန်တော် BNN အဖွဲ့ပဲရောက်လာတော့ပေါ့နော်ရောက်လာပြီးတော့ဒီကျွန်တော်တို့အဖွဲ့တွေနဲ့ဟိုပါ ဒူတရတယောက်ပေါ့နော်ကြံနေတဲ့ဒူတရတယောက်ကိုလည်းကျွန်တော်ကဲထုတ်နိုင်ခဲ့ပါတယ်နော်ဖရီကီဖွဲ့ရောက်လာတဲ့အချိန်မှာသူတို့မှာစက်ကရိယာပစ္စည်းအစုံနဲ့ပါပေါ့နော်ပါတော့ခါကျတော့သူတို့အဲ့မှာဟိုဟိုဒီစက်လေးနဲ့သူတို့စမ်းတဲ့ခါကျတော့ခါကျတော့အသက်ရှင်နေရသူတို့ပြန်ပြီးတုတ်ပြန်တော့ပေါ့နော်သူတို့အတန်ပေးတယ်ပြန်ပြီးတုတ်ပြန်တဲ့အတန်ကြားတယ်ဒီမှာအဲ့မှာပြောလိုက်တယ်အာဒီလူတွေအသက်ရှင်နေဆိုတော့တည်တဲ့ခါကျရှင်းဝင်ပြောရင်ဗျာကျွန်တော်အတိုင်းမကြည့်ဘူးအရန်ဝမ်းလာတယ်အရန်ဝမ်းလာတယ် ်တကယ်ပီးတိတဲ့ဖြစ်တယ်ကျွန်တော်အဲ့ချိန်မှာကျွန်တော်တို့ပင်ပန်းလာတွေကပျောက်သွားလို့အယမ်းခံသားရတယ်အဲ့ဒါအဲ့မှာဆိုရင်ဟိုတယ်ဝင်လာဆိုအမရဆိုရင်ဒါသူအောင်ငိုတော့ငိုတော့ပေါ့နော်အကုန်လုံးပေါ့နော်ဝမ်းလာကြတော့ပေါ့နော်ငိုတော့ငိုကြတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒီအချိန်မှာမှဒီတဲထုတ်လာတဲ့အချိန်မှာအယမ်းဝမ်းလာတယ်ဖြစ်ကျင်တော့ခါကျတော့သူတို့မှသူတို့နှစ်ယောက်မှာပေါ့နော်တန်ရန်တန်ချက်တစ်ခုမှမရှိဘဲနဲ့ဟိုဟိုပါပေါ့နော်အသက်ရှင်နေပေါ့နော်ဒါကဲထုတ်နိုင်တာကဲထုတ်ခဲ့နိုင်ခဲ့ကြတာပေါ့နော်ဟောအဲ့တော့လေပြောမပြတတ်အောင်လေဝမ်းလာမိပါတယ်ဟော 我我爹。<Wow. S 2> wow.